အားလုံးပဲမင်္ဂလာပါရှင်တက္ကသိုလ်ဆုံမီဒီယာမှကြိုဆိုလိုက်ပါတယ်ရှင်နေ2025ခုနှစ်မတ်လ15ရက်နေ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ယနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့နှစ်80ပြည့်တက်မတော်နေ့အားဂုံပြုကြိုဆိုသောအဖြစ်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်း33 KV တလုံးထော်တွင်တင်တအားခွဲယုံဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်ပေးခဲ့ရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် စယ်ဖြစ်တမရနီအားဂွန်ပြကျုစသောအဖြစ်ရန်ကုန်တိုင်းဒေသကြီးတွင်းတိခရိုင်တွင်းတိမြို့နယ်ရှိတွင်းတိမွေးမြူရေးဆောင်တဲ့ရန်ကုန်လျှက်စစ်တပ်အပေးရေးကော်ပိုရေးရှင်းမှာ33 kV လှုပ်ထော်တွင်းတိဓာအားခွဲရုပ်ဖွင့်ပွဲအခမ်းအနားကိုရှမန်နေညနေ4:55မိနစ်ကဆိုပါတခွဲခဲရုံရှိနိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်အခမ်းအနားတို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းလုံခြုံရေးနေ့ နန်ဆက်ရေးရဝင်းကြီးဘုံမူကြီးဝင်းတင်တယံဇာတရေးရဝင်းကြီးဥဇော်ဝင်းစီးပွားရေးရဝင်းကြီးဥမြို့မြင့်အောင်ရန်ကုန်တိုင်းဒေသကြီးလျှက်စစ်တအားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဥအောင်ကျော်ဦးတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများတူဒေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဥညွန့်နယ်နေအဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါတယ်ရှင် အခမ်းအနားတွင်တရံစားတရေးရာဝင်ကြီးဦးစော်ဝင်းရန်ကုန်လမ်းပြကြီးလျှက်စစ်တအားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဦးအောင်ကျော်ဦးရန်ကုန်တိုင်းဒေသကြီးလျှက်စစ်တအားပေးရေးကော်ပိုရေးရှင်းဒရိုက်တာအဖွဲ့ဝင်ဦးစံသေးတွန်တေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်နယ်တို့ကဖဲချုပ်ဖက်ဖလှယ်ပေးခဲ့ကြောင်းသိရပါတယ်ရှင်ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များက တယောက်လာသူများနဲ့စူပေါင်းမတက်တင်တပ်ပုံရိုက်ကူးခဲ့ကြပြီးရန်ကုန်တတကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကဓာအားခွဲယုံဖွင့်ပွဲအခမ်းအနားကပီးမော်ကွန်အားဆက်ခလုံးနေအမွှေးနဲ့သာပတ်ဖြန်း၍ဖွင့်လှစ်ပေးခဲ့ပါတယ်အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကအဖွင့်အမှားစကားပြောကြပြီးဓာအားခွဲယုံဖွင့်လှစ်ပေးခြင်းအတွက်တွင်တဲ့မွေးမြူရေးဆုံး ဥက္ကဋ္ဌဦးတင်ရွှေမှာပြည်စုတွေစကားပြောကြားခဲ့ပါတယ်ရှင်။ရှင်းအောင်ရန်ကုန်တိုင်းဒေသကြီးလျှက်စစ်တပ်အားပေးရေကော်ပိုရေးရှင်းဥက္ကဋ္ဌဦးအောင်ကျော်ဦးမှာ 33kV တလုတ်ထော်တွင်တအားခွဲယုံဖွင့်လှစ်ခြင်းအထင်အမှတ်အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီးတက်ရောက်လာသောရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝန်ဝန်ကြီးများဌာနဆိုင်ရာအကြီးအကဲများကဓာအားခွဲယုံအတွင်လက်လက်ကြီးစုခဲ့ကြကြောင်းသိရပါတယ်ရှင်။ ီတဲ့ရင်ကိုရွှေမင်းသမီးမှပြပို့ထားတာဖြစ်ပါတယ်ရှင်